တမရဒေါ်နယ်ထရန့်ချမှတ်ခဲ့တဲ့အခွန်နှုံးထားတွေကိုလက်တော့ပြန်တဲ့အနေနဲ့ပထမဆုံးအစီအမံတရက်ကိုဥရောပတမက EU ကဗုဒ္ဓဟူးနေ့မှာချမှတ်လိုက်ပါတယ်။ဒီအစီအမံဟာယူရိုဘီလီယံ20ဘိုးရှိတဲ့အမေရိကန်ထွက်ကုန်တွေဖြစ်ကြတဲ့ပေဘုံမော်တော်ဆိုင်ကယ်နဲ့အလကုန်တွေပေါ်ပြင့်မှတ်ထားချမှတ်ခဲ့တာဖြစ်ပါတယ်။ မြတ်တာဗန်းမြတဲ့ဆွေးနွေးညှိနှိုင်းအဖြစ်ရှာမှုကိုအမေရိကန်ကသဘောတူမယ်ဆိုရင်ဒီလက်တုံပြန်အစီအစဉ်တွေကိုအချိန်မြွေးဆိုင်ငံ့ထားနိုင်ပါတယ်လို့ဥရောပတမကအဖွဲ့ဝင်နိုင်ငံတွေကဒီစီမံအတွက်မီးစိမ်းပြပြီးမှဥရောပကော်မရှင်ကကြေညာချက်ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုချမှတ်လိုက်တဲ့အခွန်တွေဟာအရင်လကဥရောပတန်မဏိနဲ့အလူမီနီယံပေါ်အမေရိကန်ကချမှတ်လိုက်တဲ့အကောက်ခွန်အပေါ်လက်တုပ်ပြန်ချမှတ်တာဖြစ်ပါတယ်။မကြီးညာရသေးတဲ့ထရန့်ရဲ့နောက်ဆုံးအခွန်နှုံးထားတစ်တွေအပေါ်ဥရောပရဲ့လက်တုပ်ပြန်မှုလည်းဖြစ်ပါတယ်။ဒီအစီအမံအရအကောက်ခွန်နှုံးထားတစ်တွေကိုဧပြီလ15ရက်နေ့ကစပြီး ကောက်ခံသွားမှာဖြစ်တယ်လို့လည်းဥရောပကော်မရှင်ကပြောထားပါတယ်။ American ခွန်နေဟာတရားနည်းလမ်းမကျထိခိုက်နေနာစေတယ်။ နှစ်ဖက်လုံးကိုစီးပွားရေးအရထိခိုက်စေုံသာမကကမ္ဘာစီးပွားရေးတစ်ခုလုံးကိုလည်းအနေရကျရောက်စေတယ်လို့ဒီကြီးညာချက်မှာဆက်လက်ဖော်ပြထားပါတယ်။ဗတ်မြပြီးအပြန်လန်အကျိုးရှိမဲ့သဘောတူညီချက်တည်းရရလိုပါတယ်လို့လည်း Brexit ကအလေးပေးပြောထားပါတယ်။ထရန်ကဥရောပကတင်တွင်းလာတဲ့ကားတွေအပေါ်လဲအခွန်25ရာခိုင်နှုန်းချထားပြီး သူကအပြန်အလှန်အခွန်လို့ခေါ်တဲ့အကောက်ခွန်20ရာခိုင်နှုန်းကိုလည်းဥရောပတမကအပေါ်နောက်ထပ်ပြတ်မှတ်ထားချမှတ်ခဲ့ပါသေးတယ်။ ဒီအောက်ခွန်နှုံထားချမှတ်မှုတွေပေါ်တုံ့ပြန်မဲ့အစီအစဉ်တွေကိုနောက်တစ်ပတ်အစောဆုံးမှာထုတ်ပြန်သွားမယ်လို့ EU ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်ဗုဒ္ဓုံးတွေကချမှတ်ခဲ့တဲ့လက်တုံ့ပြန်အစီအစဉ်မှာအပိုင်းနှစ်ပိုင်းပါဝင်ပါရယ်ပထမတစ်ခုကထရန့်ပထမတက်တမ်းမှာချမှတ်ထားပြီးလောလောဆယ်ဆိုင်းငံ့ထားတဲ့အခွန်တစုံကိုပြန်ထားမှာဖြစ်ပြီးအခွန်ကောက်ခံမှုကိုလာမယ့်အင်္ဂါနေ့မှာစတင်မှာဖြစ်ပါတယ်။ ုတိယအဆင့်မှာတော့အခွန်ချမှတ်ခံရမယ့်ထုတ်ကုန်စည်းရင်တစ်ခုပါဝင်မှာဖြစ်ပြီးဒီထဲကအများစုကလာမယ့်လမှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။တချို့ထုတ်ကုန်တွေအတွက်ကတော့ဒီဇင်ဘာလမှာစတင်အသက်ဝင်မှာပါ။ ဟန်ဂရီနိုင်ငံကကန့်ကွက်ပြီးဥရောပသမဂ္ဂအဖွဲ့ဝင်26နိုင်ငံသဘောတူထားတဲ့ထုတ်ကုန်စည်းဟာထရန့်ရဲ့ Republican Party ဝင်တွေအာဏာရထားတဲ့ပြည်နယ်တွေကထုတ်ကုန်နေအပေါ်အလေးထားပြုစုထားတာဖြစ်ပါတယ်။ဒီပစ္စည်းစည်းမှာ ကြက်သားဆန်ပြောင်းအသီးအနှံနဲ့အခွန်မာသီးတွေတက်တာမော်တော်ဆိုင်ကယ်ပလတ်စတစ်ချီမြင်တဲ့အထည်နဲ့လျှက်စစ်ပစ္စည်းတွေပါဝင်ပါတယ်။လောကမီဒီယာရဲ့ဆက်လက်ရည်မှန်းဖို့ပရိ ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပင်ချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။